ငရဲကြီးစစ်ထက်မှာခုနှစ်ခုမြောက်ငရဲကို မဟာတာပဏငရဲလို့ဒီလိုခေါ်ပါတယ်ဒီငရဲကိုဘယ်လိုပုဂ္ဂိုလ်တွေကြောက်ရွံ့တယ်လဲဆိုရင်ဘုရားရှင်ရဲ့အဆုံးအမသာသနာတော်တရားတော်အစစ်မှန်တွေကိုမှားယွင်းပြက်ပြဲသွားအောင်အလွဲအချော်ဟောပြောတတ်တဲ့ပုဂ္ဂိုလ်တွေလူတွေကိုအယူအဆလွဲတွေကိုလက်ခံလာအောင် အလူအဇူအဆအမအမြင်မာတွေကိုလက်ခံယုံကြည်လာအောင်ပြုလုပ်တတ်တဲ့ပုံကိုယ်ရေဟောတာပဲဖြစ်ဖြစ်ဒီနေ့ကျဆိုရင်လာနတ်ဝင်ဘူးတယ်ဟိုဝါဝင်ဘူးတယ်တရားဝင်ဘူးတယ်မဟုတ်ဘဲနဲ့လူတွေကိုယုံလာအောင်လိန်ညာနှဲ့ပြပြီးတော့အယူလွဲကိုယုံကြည်လာစေတတ်တဲ့ပုံကိုယ်တွေလွဲမာတဲ့ အယူအဆတွေကိုဇိုက်သွင်းပေးတတ်တဲ့ဘာသာရေးခေါင်းဆောင်ပုဂ္ဂိုလ်တွေဟာဒီငရေကိုကြတတ်တယ်နော်ဦးဇနဘုံညာကရိယာဝတ္ထုစေပါတဲ့မှာဒိဋ္ဌိစုကံမဆိုတာရှိတယ်ကုသိုလ်ဖြစ်ခြင်းရဲ့အကြောင်းဆယ်မျိုးတဲ့မှာအယူအဆမှန်ခြင်းဟာလည်းကုသိုလ်ဖြစ်ခြင်းရဲ့အကြောင်းတစ်ခုအယူအဆမှန်မှမှန်ကန်တဲ့အတွေ့အမြင်အယူအဆရှိမှ ရောဆုံးမှုလောက်ကံမှုတွေလည်းမှန်ကန်မှဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ဖြစ်နိုင်တာပေါ့အတွေ့အကြုံယူဆတွေကလွဲချော်နေလို့ရှင်ပဲမမမှန်လို့အကုန်အကုသိုလ်ဖြစ်ကြောင့်အလွဲချော်တွေဖြစ်ကုန်တော့အဲ့ဒီလိုအယူဆမှားတွေကိုရောက်သွားအောင်နားဝင်သွားအောင်ဟောတဲ့ပြောတတ်တဲ့ပုံကိုယ်တွေစီယုံသိမ့်သွင်းတတ်တဲ့ပုံကိုယ်တွေမာရနဲ့ဘာသာဝါဒတစ်ခုကိုထူထောင်တတ်တဲ့ပုံကိုယ်တွေ ဒါမှမဟုတ်လူတွေကိုလှည့်ပြားလိမ်ညာအယုံသွင်းပြီးတော့လိမ်စားတတ်တဲ့နော်ဘေဒင်ဓမ္မဝိဇာဇောကြီးတပတိဆိုတဲ့ပုဂ္ဂိုလ်တွေဟောဒီငရဲကိုကြတတ်တယ်နော်အဲ့ဒီငရဲကိုကြတတ်တယ်ကိုမသိမမြင်ပါလဲနဲ့တိအောင်မြင်အောင်ဆောင်ကိုမစွမ်းနိုင်ပါပဲလဲတကိုးရှိတရားရောင်းအဆောင်ကစွမ်းစရာရောင်းလှုပ်ပြီးတော့လူတွေကိုလိမ်စား တဘွားစားလေးတော့ဒီကောင်းတော့ငါနှက်တာခံလိုက်ရပြီအရကောင်ခံဖို့กว่าကိုပါဇက်ဆက်ရတာဘာအရင်ဆက်ရတာမှတ်တော့ဆိုပြီးတော့မိမိညီတင်းမြင်ခွေထိုင်းပြီးတော့လူတွေကိုလိန်စားနေတတ်တဲ့ဘိုးတော်ဝိဇ္ဇာတွေတတိထားကြဘုရားဟောလည်းမဟုတ်ဘူးကိုယ်တိုင်လည်းပဲအဲ့ဒီလမ်းကိုတကယ်ရောက်နေရလည်းမဟုတ်ဘူးလူတွေကိုအယောင်ဆောင်မိလိန်ညာတတ်တဲ့ပုံပေါ်တွေကိုကိုကိုလယ်လာပြီးမမှတ်နဲ့ နော်အေးခမရတို့တဲ့လဲတဲ့ပုံကိုယ်တွေမဟာတာပနငရဲကြီးမှာရောက်နေတယ်အဲ့ဒီမှာသွားကြည့်ကြဟောအဲ့ဒီအယူအဆကိုမစွန့်လွတ်နိုင်ဘူးအသက်မွေးဝမ်းကြောင်းကိုအခြေခံပြီးအဲ့ဒီအယူအဆအဲ့ဒီလွဲချော်နေတဲ့အလုတ်ရက်တွေကိုလောက်ရတဲ့လောက်ကင်မှုတွေပြောဆိုမှုတွေကိုမစွန့်လို့တတ်တတ်လုံးသွားမယ်ဆိုရင်မဟာတာပနငရဲကိုကြာပါပဲ။ ငရဲကြီးနာမည်ကရှေးကတာပနငရဲလို့ပဲဒါကမဟာတာပနငရဲတာပနငရဲကပူလောင်တယ်မဟာတာပနငရဲကပါပြီးတော့ပူလောင်ပြင်းပြတဲ့ဆင်းရဲဒုက္ခကိုခံစားရတယ်တဲ့အဲ့ဒီမဟာတာပနငရဲကြီးမှာဒီမဟာတာပနငရဲကြီးမှာမိလျံနေထနေတဲ့တန်တောင်ကြီးရှိတယ် အဲ့တန်တော်ကြီးရဲ့အောက်ခြေမှာတန်တန်ချင်းနဲ့တန်ချွန်နေတန်ချွန်နေစိုက်ထူပြီးတော့ထား။ငရဲကိုကြောက်ရွံ့လာတဲ့တရဝါငရဲသားကိုငရဲတဲ့နေကတန်တော်ဘောမတိုက်တက်အောင်ကြိုက်နှက်ပြီးတော့အတင့်တက်ခိုင်းတာ။အေးအဲ့လိုရိုက်နှက်နှက်ဆက်တဲ့ဒဏ်ကိုမခံနိုင်တော့ငရဲသားတွေကတန်တော်ဘောကိုတက်ကြ။ ။တန်တော်ကြီးပေါ်ရောက်တော့သူတို့ရဲ့အကုသိုလ်ကံလျာအလိုလျောက်ဖြစ်ပေါ်လာတဲ့လေမုန်တိုင်းကတိုက်ချလိုက်တယ်။နော်လွင့်စင်ပြီးတော့ပြစ်ဆက်လက်ကတောင်းချင်ရင်မှရှိနေတာတန်ချုံနေပေါ်တန်တခြင်းနေပေါ်တခါတည်းကြာရောက်ပြီးတော့ခန္ဓာကိုယ်ကိုထိုးဖောက်ဝင်ရောက်ပြီးတော့သွားတယ်အဲ့ဒါပဲ။အဲ့ဒီလိုနီးနဲ့အပြန်ပြန်အလန့်လန့်ဆင်းရဲဒုက္ခကိုခံစားကြရတယ် ရဲသားတွေရှိရာမရဲဘုံကမဟာတာပနမရဲလို့ဒီလိုခေါ်တယ်ပေါ့အဲမလို့လူအများကိုတတဝအများကိုအယူအဆမှားတွေဟောပြောပြီးတော့ကိုယ်တဘဝကြီးဝါချမ်းသာရေးကိုရှေ့ရှုနေတဲ့အလျင်ညာပုံကိုယ်တွေတတိထားကြဒီတဘဝချမ်းသာနိုင်ကြီးဝါနိုင်ပဲလို့လူတွေကမသိဘူးမှာပုဂ္ဂိုလ်ကိုယ်တော်သိပါလေ နော်ငါအကြအမြင်လည်းမရဘူးငါရဲ့အဆောင်လက်ဖွဲ့လေးဆိုတာလည်းငါဖန်တီးထားတာဘာအစွမ်းသိတိမှမရှိဘူးဆိုတာကိုကိုကိုတော့လိန်လို့မရပါဘူးနော်တကယ်နတ်မဝင်မနဲ့ဝင်ကြအောင်ဆောင်တဲ့သူတွေလည်းပဲငါတကယ်နတ်ဝင်နေတာမဟုတ်ဘူးလူတွေကိုနတ်ဝင်ကြအောင်ဆောင်ပြီးတော့ယုံအောင်လိန်နေတယ်ဆိုတာအဲ့လိုနတ်ကတော်မျိုးတွေကကို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 သိပါတယ်နော် မဟာတာပနငရဲကိုကြတတ်တယ်လို့ဥစဉ်ကပုတ်ခတ်ဝေဘာနာမဟုတ်ဘူးနော်ဒါတွေကကောင်းတဲ့အလုပ်မဟုတ်ဘူးတခြားနိလန့်နဲ့တမအာဇီဝကြပြီးတော့တခြားနိလန့်နဲ့အသက်မွေးရင်ပို့ပြီးတော့ကောင်းမယ်ပေါ့နော်သူများလည်းပဲအယူဆအမားကိုအမှန်လို့ထင်ပြီးလက်ခံယုံကြည်သွားတတ်တယ်ကိုလည်းပဲအဲ့ဒါဒီလိုအပွဲဆင်းရဲကိုကြတတ်တယ်တဘဝသာချမ်းသာပဲလို့ မဟာတာဝနငရဲကြီးကိုကြပြီဆိုရင်တော့နှစ်ပေါင်းသိန်းသန်းကလေးတိုင်းအောင်ငရဲတတန်းအလျောက်ကြီးစွာသောဆင်းရဲဒုက္ခကိုခံစားရမှာဖြစ်တယ်။ဒီလိုဆင်းရဲဒုက္ခကိုမခံစားခြင်းဘူးမကြောက်ရွံ့မှုဆိုလို့ရှိရင်အဲ့ဒီလိုလောက်ရက်တွေကိုအပျော်အဆိုးတွေကိုဟန်ဆောင်လင်ညာမှုတွေကိုစွန့်လွတ်နိုင်ဖို့လိုတယ်ပေါ့။